ငလင်ပေးဒုက္ခသည်တွေကြောင့်ဆက်လက်တောက်တဲ့ဖြုံမြအောင်ကိုလူကြီးဆန်စွာအတတိပေးလိုက်တဲ့ဒီမီမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရလေးကတော့ငလင်ပေးဒုက္ခသည်တွေကြောင့်ဆက်လက်ထုတ်ကားတောက်ခဲ့တဲ့ဖြုံမြအောင်ကိုလူကြီးလူကောင်းဆန်စွာဟန်တာတတိပေးလိုက်တဲ့မင်းသားနေမီရဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မင်းသားနေမီနေဆိုတော့ဖြုံမြအောင်တို့ကတော့လက်ရှိရင်ဆိုင်ကြိုတွေ့နေရတဲ့စိုးဝါပြင်းထန်လာစွာတဲ့ငလင်ပေးကြီးမှာပြည်သူတွေနဲ့တသားတွေမြေပြင်ထိစင်းကလိုက်လံလှူဒန်းကူညီမှုတွေပြုလုပ်လျက်ရှိနေရပဲဖြစ်ပါတယ်မင်းသားနေမီကတော့အနုပညာလုပ်တွေရှင် ားထားသလိုပြိသက်မြင်ကွင်းကနေပျောက်ကွယ်နေတာကြာပြီဖြစ်ပေမယ့်ငလင်ပေးကြီးမှာတော့သူကိုယ်တိုင်ရှေ့ထွက်လာကပြည်သူတွေရဲ့ဒုက္ခတွေကိုဖြေလျှော့ပေးနိုင်ဖို့ကြိုးစားလျက်ရှိနေတာပဲဖြစ်ပါရည်။မင်းသားအနေနဲ့ဒီလိုလိုက်လံလူတန်းမှုတွေပြုလုပ်တဲ့နေရာမှာတော်တော်လေးစိတ်နှင်ခါငလင်တန်းသည့်ပြည်သူတွေရဲ့ဒုက္ခတွေကိုမျှဝေခံစားဖြေရှင်းပေးနေတာကိုမြင်တွေ့ရတာလည်းဖြစ်ပါရည်။ပြည်သူတွေအမှန်တကယ်လိုအပ်တဲ့ယာတွေကိုလိုက်လံမှတ်သားကပြည်သူတွေနဲ့ရင်းနှီးစွာစကားပြောဆိုတဲ့နေရာမှာသူအနေနဲ့စိတ်နှင်ထားလို့နေတဲ့အတွက်ဖက်နဲ့တာမှမစည်းနိုင်တဲ့ဒီဖြစ်နေတာကို VO5 နေမှာအတိုင်းသားမြင် င်တွေ့ရတာလည်းဖြစ်ပါတယ်။ဒီလိုဒုက္ခသည်တွေကိုစိတ်ပါလက်ပါလိုက်လံကူညီပေးနေတဲ့မင်းသားနေမင်းနေတူအစိုးရဖြုတ်မြတ်အောင်လဲလိုက်ပါလာကသူတို့နှစ်ယောက်တူတူဥဆောင်လူတဲမှုတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒီလိုဒုက္ခသည်တွေကိုအလွန်ငွေပေးအပ်ဖို့လုပ်နေတဲ့အချိန်မှာအစိုးရဖြုတ်မြတ်အောင်ဟာဆက်လက်ကိုမိကြီးကတောင်းနေခဲ့တဲ့အတွက်နေမင်းဟာချက်ချင်းပဲမတိမသားလက်တူကဆက်လက်မိကိုညှင်းသက်ခိုင်းခဲ့တာကိုဗီဒီယိုဖိုင်ထဲမှာတွေ့မြင်ရတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့တစ်ဖက်ကအလိုက်မသိပြုလုပ်နေတာမှလူကြီးဆန်စွာ တဖက်ကိုဟန်သားလိုက်တဲ့ပုံစံကတကယ့်ကိုမှလူရောလူအေးပြီးသားပါရီဆိုကချီချူပြောဆိုခဲ့ကြတာပဲဖြစ်ပါရီအဆိုတော်ဖြူမြအောင်နေနဲ့လဲဆက်လေးတောက်တဲ့ရင်ဆက်လေးငွေကသူတပားကိုပါကျမရေထိခိုက်စေနိုင်မယ်သိရမှာဖြစ်ပြီးဆက်လေးကရိုးရိုးလူအုပ်ကြလူများတဲ့နေရာတွေမှာလုံးဝတောက်သုံးခြင်းမလုပ်ရသလိုအခုလောဒုက္ခတွေပြီးနာမှာဝိုင်းနေတယ်ဒီလောက်လူတွေ ကျင်းရနေတဲ့အချိန်ခါမှာပိုလို့တောင်မှမတော့တဲ့ကြောင်းအရင်ရိုင်းနဲ့ပြုမှုဖြစ်ကြောင်းထောက်ပြပြောဆိုခဲ့ကြတာပါဖြူမြအောင်ကတော့သူ့ရဲ့ရိုးရိုးရှင်းရှင်းပွပွလင်းလင်းလွတ်လပ်စွာနေထိုင်တတ်တဲ့ပုံစံမျိုးရှိပြီးမိသားနေမင်းသူ့ကိုလက်တို့ပြောဆိုချိန်မှာချက်ချင်းလိုက်တာကဆက်လက်ကိုလှုပ်ပြလိုက်တာကိုတွေ့ရတာပဲဖြစ်ပါတယ်သူ့ရဲ့မတိတတ်တဲ့စိတ်တစ်ခုကြောင့်ဒီလိုလှုပ်ခဲမိပေမဲ့စီနီယာဖြစ်သူမိသားနေမင်းရဲ့စကားကိုချက်ချင်းလိုက်တာကဆက်ကျင်တဲ့ပုံစံမျိုးမရှိတဲ့အတွက်လေဖြူမြအောင်ကိုချီကျူးပြောဆိုသူ့ရဲ့လည်းရှိခဲ့ကြတာပါမိသားနေမင်းနဲ့ဆိုတော့ဖြူမြအောင်တို့ကအနုပညာညီကိုနှစ်ဦးကတော့ငွေကြေးသိန်းတရာမတီက အလူငွေစုစုပေါင်းကောက်ခံပေးပြီးငလီဘေးတင်ဒေတာတွေဖြစ်တဲ့မန္တလေးမြို့အနီးတစ်ဝိုက်ကရွာတွေပြင်အင်းလေးစကိုင်းစတဲ့နေရာတွေလိုက်လံလူဒန်းပေးမှုတွေပြုလုပ်လျက်ရှိနေတာပဲဖြစ်ပါသည်ပရိသတ်တွေကတော့သူတို့နဲ့ဦးရဲ့ဂျင်းနူးစရာအလူတွေပေါ်မှာတရားလုံးအေဂျင်နဲ့မျက်နာတွေနဲ့ဟန်ဆောင်မှုနေတဲ့မျက်နာမျိုးတွေရှိုးလုပ်ပြနေတာမဟုတ်ဘဲတကယ်လုပ်နေတာသိတာရင်ဖြူမြင့်အောင်လည်းတစ်ဖက်ကဆက်လိပြီးတော့အားနာပြီးတော့ယူတော့မလို့အချိန်နဲ့တိုးသွားတာပါဖြူမြင့်အောင်ကစရဲကလူကြီးသူမကိုယူသေးပါရင် အခုအလူအလူတွေတဲမှာနေမင်းနဲ့ဖြူမြင့်အောင်ကအယိုရှင်ဆုံးမင်းတို့အလူကယိုရှင်နေနော်ဘီယိုရိုက်တဲ့သူလည်းမရှိအရှိတိုင်းလေးပဲကြည်ရတာကြည်နူးစရာနှစ်ယောက်လုံးတော်ရင်တို့နှစ်ယောက်ကလူလာတောင်ဖက်နဲ့မစည်းဘူးရိုရိုကြိုးကြိုးနေဒီထက်မကအောင်မြင်ပါစေဆိုကချီချူးစကားတွေပြောခဲ့ကြတာပါပရိသတ်ကြီးတို့လည်းတကယ့်ကောမှာစိတ်ပါလက်ပါနဲ့မြေပြင်ထိစင်းကလူထဲမှုတွေကိုတက်ညီလည်နေပြုလုပ်နေကြတဲ့နေမင်းနဲ့ဖြူမြင့်အောင်တို့ညီကိုနှစ်ဦးကိုချီချူးမိကြရဲ့လားဆိုတာကွန်မန့်မှာပြောသွားပေးခဲ့ပါအောင်ရှင်